ဒီကနေ့ဇွန်29ရက်နေ့မနက်ပိုင်းကကြောက်စင်မျိုးရဲ့အနောက်ဘက်ကိုဗဟိုပြူပြီးအင်အား၄.၄အစင်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြီးအပြင်နောက်ဆက်တွဲကလေးလှုပ်ခတ်မှု195ကျင်းအထိရှိလာပြီဖြစ်တယ်လို့မိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒီနေ့ဇွန်လ29ရက်နေ့မနက်အစောပိုင်းမနက်59မိနစ်34စက္ကန့်မှာကြောက်စင်မြို့ရဲ့အနောက်ဘက် ဆက်နမိုင်ကန်ကိုဗဟိုပြုပြီးအနက်30ကီလိုမီတာမှာ AR Richter scale 4.4အစင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးအပြီးမှာလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်အကြိမ်ပေါင်း195ကြိမ်အထိရှိလာတာလည်းဖြစ်ပါဗျ။မလ28ရက်နေ့မော်လဲ12:52မိနစ်20စက္ကန့်အချိန်ကမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်73မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား9.8အစင်းရှိတဲ့အင်အားပြင်းထန်တဲ့ငလျင် မလ28ရက်နေ့မောလဲတနာရီ2မိနစ်6စက္ကန့်အချိန်မှာမိထီလာမျိုးရဲ့အရှိမြောက်ဖက်စေမိုင်ကအကွာကိုပဟိုပြုပြီးအင်အား9.5အစင်းရှိတဲ့အင်အားပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်အပြီးဇွန်လ29ရက်နေ့မနက်ပိုင်းအထိနောက်ဆက်တွဲငလင်195ကြိမ်လှုပ်ခတ်ခဲ့ရမှာအင်အားရစ်တာစကေး9နဲ့အထက်ငလင်10ကြိမ်အင်အားရစ်တာစကေး4နဲ့အထက်ငလင်33ကြိမ်အင်အားရစ်တာစကေး3နဲ့အထက်ရှိတဲ့ငလင်152ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးစလကထုတ်ပြန်တဲ့စီးရင်တွေအရာသိရပါတယ်။မလ28ရက်နေ့ငလင်ကြီးကြောင့်စွန်25ရက်အထိတေဆုံးသူ3868ဦး၊ထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ38ဦးရှိခဲ့တယ်လို့သိရပါတယ်။